မင်္ဂလာပါကဘာကြီးကလုံးတလားပြားတလားဆိုတဲ့မေကောင်းကလည်းအခုတိတောင်စိတ်ဝင်စားစရာကောင်းနေတော့မယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့တော်တော်လေးပြောဆိုညင်းခုန်ကြတဲ့အကြောင်းအရာတစ်ခုပေါ့ဒီနေ့တော့အဲ့ဒီအကြောင်းကိုတစ်ပတ်နီးကြတက်တဲ့အထောက်ထားတွေနဲ့ရှင်းပြထားတဲ့ဆောင်းပါးတချို့ကိုခြေခံပြီးတော့လေကဘာလုံးတယ်ဆိုတာကိုဘယ်အချက်တွေကအခိုင်အမာဆုံးတက်တဲ့ပြနေတယ်လဲဆိုတာလေဆွေးနွေးကြည့်ကြအောင်ကောင်းပါတယ်อืม တကယ်တမ်းအရှင်းဆုံးအခိုင်အမာဆုံးသက်တည်ကတော့အာဂါသာခေရောက်မှရလာတာပေါ့နော်ဟုတ်အာဂါသာတဲ့ကနေကပားကိုလမ်းကြည့်တဲ့မြင်ကွင်းပေါ့အဲ့တော့ညင်းမရဘူးပေါ့ဟုတ်ကဲ့အထူးသဖြင့်ဟို2018ခုနှစ် Apollo 7 mission က The Blue Marrow တပ်ဖွဲ့လေအာဟုတ်ပြီဟုတ်ပြီလူတိုင်းနေပါမြင်ဘူးကြမှာอืมအပြားရောင်စက်ကျင်ကြောင်းလုံးကြီးတော့ပဲလုံးဝလုံးဝနေတာအယမ်းရှင်းတယ်အဲ့ဒီပုံကတော့တကယ်ကိုအထင်းကြတာပါပဲ ဒါပေမဲ့လေအဲ့ဒီအာကာသကနေမကြည့်နိုင်ခင်ရှေးကတုန်းကလူတွေကတော့သူတို့ဘလို့နီးတဲ့နဲ့ကဘာကြီးလုံးတယ်လို့စပြီးတွေးပြီးခဲ့ကြတာလေဗျာအရာကလေစိတ်ဝင်စားစရာပဲရှေးခေတ် greedy ကတည်းကတတိဖြူမိခဲ့ပါတယ်ရှိရဟုတ်လားอืมโอ้มานามကြီးอ่ะทุกข์ก็ลัจจัตตาเลยอ๋อลัจจัตตาဟုတ်တယ်ลัจจัตတဲ့အခါလာပေါ်မှာကပအရေးကြတယ်မဟုတ်လားအဲ့ဒီအရေးကိုကြီးလိုက်ရင်အများအားအဝိုင်းပုံစံပဲဆက်ဝိုင်းပုံပေါ့อืม ကဘာလာဘလိုပုံစံနဲ့လဲ့နေနေသူ့အရေးကအများတန်းဝိုင်းနေတာအဲ့ဒါဟုတ်တယ်ထောင်ကျော်ဘလိုကြကြဝိုင်းနေမှာပဲနော်ဟုတ်တာကောပြားချက်နေအများတန်းဝိုင်းနေမှာမဟုတ်ဘူးလေအဲ့ဒါကို BC 330လောက်ကအရစ္စတိုတိုကတတိထားမိပြီးတော့ဒါကဘာကိုယ်လိုင်ကလုံးဝနဲ့အရာဝတ္ထုဖြစ်ရမယ်လို့ပြောခဲ့တာအော်အရစ္စတိုတိုဟုတ်ကဲ့ဟုတ်ကဲ့ဒါကနခသရဗီရရှူထောင်ကတတ်သေးပါ မြေဖင်ပေါ်မှာရောနေစဉ်ပေါ်မှာတတိထားမိနေတာမျိုးတော့မရှိခဲ့ဘူးလားရှိတာပေါ့ရှိတာပေါ့ဥပမာပင်လယ်ကမ်းစပ်မှာအဝေးကလာနေတဲ့သင်္ဘောတစ်စီးကိုကြည့်လိုက်ရင်လေဟုတ်သူ့ရဲ့အမြင့်ဆုံးအပိုင်းကိုအရင်မြင်ရတယ်ရွတ်တိုင်ထစ်ဆိုပါတော့ဟင်ဟုတ်တယ်ပြီးမှတစ်ဖြည်းဖြည်းသင်္ဘောကိုတည်းတစ်ခုလုံးပေါ်လာတာမျိုးလေအဲဟုတ်တယ်ကဘာသာတရားနေရင်အစာကတည်းကတေးသေးလေးနဲ့ကစီးလုံးမြင်ရမှာပေါ့နော်မှန်ပါတယ်ဒါကဘာမျက်နှာပြင်အကွေးကြောင့်အမြင့်ပိုင်းကိုအရင်မြင်ရတာဒါဆိုရင်ဟိုတောင်ပေါ်လို့လီယန်ပေါ်လို့မြင့်တဲ့နေရာနဲ့ကြည့်လိုက်ရင် ပိုးပြီးဝီဝီမြင်ရတယ်ဆိုတာကလည်းအဲ့ဒီသဘောတရားပဲဖြစ်မယ်တိတိကျကျပဲအမင်းကိုရုပ်လေလေမြင်ကွဲကပိုကျဲပြန့်လာလေလေအဖက်ကပိုဝဲသွားလေလေပဲဒါကဘာမျက်နှာပြင်ရဲ့အခွန်အကွေးကြောင့်ပေါ့ဟုတ်ကဲ့နောက်တစ်ခုကခီးသွားရင်ကျဲတယ်နေရာပြောင်းတာကျဲတယ်ဘယ်လိုမြင်လဲပဲအဲဥမာပေါ့နော်မျောဘက်ကခီးသွားတယ်ဆိုပါတော့ဟုတ်ကောင်းကင်ဘော်ကသူဝုံကျဲကကို့ဘော်တစ်ဖြည်းဖြည်းပိုမြင့်လာတာတွေ့ရမယ်အာဟုတ်ကဲ့တောင်ဘက်မှာအရင်ကမမြင်ဘူးတဲ့ကျဲတွေကိုစပြီးမြင်လာမယ်အော် ဒါလည်းကဘာအခွေးကောမှာကျွန်တော်တို့ရွေ့နေလို့ဖြစ်ရတာပေါ့ဟုတ်ပါတယ်ဒါလည်းအားလုံးကကဘာမင်နာပြင်ရဲ့အဝန်အခွေးကိုပြနေတဲ့တက်တီတီချီးပဲဒီလောက်တက်တီတီရှိခဲ့တာတောင်မှရှေးတုန်းကတော့ကဘာပြားတယ်လို့ပဲအများစုကယူဆခဲ့ကြတာဆိုတော့ဘဲချင်းလောက်ကနေကဘာလုံးတယ်ဆိုတဲ့အသွေးခေါ်ကစပြီးအားကောင်းလာတာလေ음ရှေးခေရင်ကျင်းမှုတော်တော်များများမှာတော့ကဘာပြားတယ်လို့ယူဆခဲ့ကြတာမှန်ပါတယ် ဒါပေမဲ့ BC 600ဆူလောက်မှာဂရိတွေးခေါ်ပညာရှင် Pythagoras ကကဘာဟာလုံးဝတဲ့ပုံသဏ္ဍာန်ဖြစ်ရမယ်ဆိုတဲ့အယူဆကိုစတင်ခဲ့တယ် Pythagoras ကလေးကလားဟုတ်တယ်သူကတင်ချာနဲ့จักรวาลရဲ့တဟဇာတ်ဖြစ်မှုကိုယုံကြည်တော့အလုံးပုံစံကပုံပြီးပြည့်စုံတယ်လို့ယူဆခဲ့ပုံရတယ်နောက်ပိုင်း Plato တို့အထူးသဖြင့်ခုနပြောတဲ့ Aristotle ကလားချက်တာလိုမျိုး လက်တွေ့ကြတဲ့အချက်တွေနဲ့ထပ်ပြီးအားဖြစ်ခဲ့ကြတာပေါ့ဟုတ်ကဲ့ အခုခေတ်မှာတော့ဒီအထောက်ထားတွေကုံလုံးအပြင်အာကာတက်ကဓာတ်ပုံတွေတိုင်းရမှုတွေအများကြီးရှိနေပြီဒါမှမဟုတ်လေနဲနဲထူဆန်းတာက Flat Earth Society လို့အဖွဲ့တွေကဒီအထောက်ထားတွေကိုအကုန်လုံးကိုလက်မခံပဲကဘာပြားတယ်လို့ပဲဆက်ပြီးယုံကြည်နေကြတော့မယ်။ Ừm အဲ့ဒါကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ချက်ပါ။လူမှုစိတ်ပညာနဲ့လည်းဆိုင်ပဲထင်တယ်။ဟုတ်ဘယ်လိုမျိုးလဲ။တိပန်နီကြတတ်တဲ့အထောက်ထားဆိုတာကို လူတွေကဘလို့လက်ခံတယ်လဲဘလို့ပယ်ချတယ်လဲဆိုတာနဲ့ဆိုင်နေတာပေါ့ကဘာပြားတယ်လို့ယုံကြည်သူအများစုကတင်ပြလာတဲ့တစ်ပန်တက်သေးတွေကိုအဲတန်တရားရှိကြတယ်ဟုတ်ကဲ့ပြီးတော့သူတို့ရဲ့ကိုပိုင်အမြင်ကိုပိုင်လေ့လာတွေ့ရှိချက်လို့သူတို့ထင်တာတယ်ဒါမှမဟုတ်သူတို့ယုံကြည်တဲ့တရင်းရင်းမိတွေပေါ်မှာပဲအခြေခံပြီးတော့အတိတ်ပဲဖွင့်ဆိုကြတာမျိုးပေါ့ဆိုတော့ဒီပန်ညာတက်သေးတွေကိုချင်းခပ်ပုံချင်းကြူတာပေါ့လေဟုတ်ပါတယ်အချက်လက်တစ်ခုတည်းကိုပဲရှုထောင့်အမျိုးမျိုးကနေဘလို့အတိတ်ပဲဖွင့်ကြတယ်လဲဆိုတာပေါ့ ကဲဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကို ပြန်ပြီးကြီးလိုက်ရင်လေအာကာသသတ်ပုံတွေလက်ချက်ချင်းကကဘာအရေးပင်လယ်ပြင်ကတင်မောတွေပေါ်လာပုံခྱི་သွားရင်ကျေတဲ့နေရာပြောင်းတာ အမြင့်ကကြည့်ရင်မြင်ကွင်းကျေတာအေးအေးဒီအချက်တွေအားလုံးကကဘာကြီးလုံးဝနဲ့ဆိုတော့ကိုညွန်ပြနေတဲ့အငင်းပွားဖွယ်မရှိတဲ့အချက်တွေပါပဲအတိအကျပါပဲဒါတွေအားလုံးကတိပ္ပဏိကြမှန်တရားတွေပါဒါမဲ့လေ စဉ်းစားစရာလေးတစ်ခုခြံခဲ့ချင်တာကတော့ဟုတ်ကဲ့ဒီလောက်ခိုင်မာပြီးတော့နီးလက်မျိုးစုံနဲ့တက်တက်ပြထားတဲ့အချက်အလက်တွေတပုံကြီးရှိနေတာတောင်မှပေါ့နော်ဒီအချက်ကိုလုံးဝလက်မခံနိုင်တဲ့အမြင်တွေဘာကြောင့်ဆက်ပြီးရှိနေရသလဲဆိုတာပါပဲอืมအဲ့ဒါကတော့တကယ်စဉ်းစားစရာပဲဟုတ်ပါတယ်ဒါဟာကျွန်တော်တို့လူသားတွေကတက်တည်အထောက်အထားဆိုလောက်ကိုဘလို့တံမိုးထားသလဲကိုယ့်ရဲ့ယုံကြည်မှုဆိုတာနဲ့ဘလို့ချိန်နေပြီးနေထိုင်ကြသလဲဆိုတော့ ပိုကျပြန့်တဲ့မေခွန်းတစ်ခုကိုမိမောင်းထိုးပြနေလို့ထင်ပါတယ်